ကဲကျွန်တော်ဆက်လက်ပြီးတော့တပတ်တာကာလအတွင်းဇာတာပရိသသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာအခြေအနေကိုလမ်းညွှန်မှာဖြစ်ပါတယ်ဒီတပတ်အတွက်၁၇ရက်မေလ၂၀၂၅တနင်္ဂနွေနေ့ကနေစပြီးတော့၁၉ရက်မေလ၂၀၂၅စနေနေ့အထိအဲတပတ်တာအတွင်းဇာတာပရိသသမီးမိတ်ဆွေများရဲ့ကံကြမ္မာအခြေအနေကိုကြည့်လိုက်ကြရအောင်ကြဲအဲ့တော့ဒီတစ်ပတ်မှာတော့ဇာတာပရိသသမီးမိတ်ဆွေများနဲ့ကတော့ အဲအဆအဆအရာရာမှာတတိရှိဖို့လိုပါတယ်နော်ကိုကိုလောက်ကြံတာခုတော့လောက်တာကိုကိုချနေတာဒါမျိုးတွေကြုံရတတ်တယ်နော်အဲအလစ်ငိုက်မှာကိုကိုတစုံတစ်ခုကနောက်ွယ်ကနေကြံစီတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့တတိကြီးဖို့လိုတယ်အဲ့ဒီတပတ်မှာဆိုလို့ရှိရင်တော့မကောင်းတဲ့အိမ်မက်တွေမြင်မက်တတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ် နောက်တစ်ခုကကိုယ်အနေနဲ့ဒီဘက်တာမှာရန်အတိုက်ခံအနေရများတယ်ဒေါသထွက်စီရကိစ္စမျိုးတွေပေါ်တတ်တယ်ဟုတ်လားပြဿနာတွေထပြီးတော့ဖြစ်တတ်တယ်ရန်အတိုက်ခံရှိတယ်အဲ့တော့ဒီဒီဘက်မှာဆိုရင်တော့ဒေါသကိုထိန်းမှာသတိရှိပါဟုတ်လားဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အလင်းငိုက်မှာကိုယ့်ရဲ့စီးပွားကိုယ့်ရဲ့ငွေကြေးဟာလားဓာမျိုးတွေပေါ့ထိခိုက်တတ်တယ် အဲ့တော့ပြိုင်ဘက်တွေကနောက်စီးပွားပြိုင်ဘက်တွေအလုတ်ကန်ပြိုင်ဘက်တွေငွေချင်းနဲ့ပတ်သက်တဲ့ပြိုင်ဘက်တွေကကိုယ့်ကိုအလင်းငိုက်ကိုသတိထားစောင့်ကြည့်ပြီးတော့ကိုယ့်ကိုအကြံစီတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်တယ်အဲ့တော့ဒီတော့မှဆိုရင်တော့အရေးကြီးတဲ့ကိစ္စတွေစွန့်ဝင်စားစားယင်းနှမြုံနဲ့လုတ်ကန်မဲ့အလုတ်မျိုးတွေအဆင်မပြေပါဘူးမလုတ်တာပို့ပြီးကောင်းပါလားကိုယ့်ရဲ့လုပ်ငန်းအကြံစီငွေချင်းအကြံစီအခြားသောအရေးကြီးတဲ့ဟာလာကြံစီမျှော်လင့်နေတဲ့ရည်ရွယ်ချက်တွေဟာ အနောက်ရက်အတိုက်ခိုက်ကြောင်းပျက်စီးသွားတတ်တယ်သူမို့လွဲချော်သွားတတ်တယ်ဆိုတော့တပတ်တာဖြစ်ပါလေကြောင်ပိတ်မိတတ်တယ်လွတ်စရာလမ်းမရှိဘူးဆိုတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့တော့အချင်းချက်အချက်တည်းရောက်တတ်တယ်ငွေချင်းနဲ့ပတ်သက်လို့အချင်းချက်အလောက်ကန်စည်းဝိုင်းနဲ့ပတ်သက်လို့အချင်းချက်တွေအခက်ခဲတွေဆိုတာမျိုးတွေဖြစ်လာတတ်တဲ့တပတ်တာဖြစ်ပါတယ်အဲအခြေအိမ်တော်ကြီးမှာရုတ်တရက်ဆိုသလိုအတိုက်ခံအနောက်ရက်ထပ်ပေါ်ပြီးတော့အစမပြေဖြစ်တာ စိတ်ညစ်ရတာမျိုးတွေ ကြုံရမယ်။ကျမအင်းနေနဲ့လဲကျမအေးချူကြတဲ့သဘောမှာရှိတယ်။စေကုသမှုခံယူရတာစေထုစေတော့ရတာစေကန်းသွားရတာဆိုတာမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်။ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းဒီတစ်ပတ်မှာအလားလာမကောင်းပါဘူး။အဲ့တော့ဒီတစ်ပတ်မှာကိုယ်ပိုင်လုပ်ငန်းရောင်းဝယ်စီးပွားရေးလုပ်တဲ့သူတွေကလည်းဟုတ်လားရောင်းဝယ်ပြိုင်တွေတွေ့တတ်တယ်ဟုတ်လားကိုယ်ပိုင်လုပ်ငန်းတွေမှာလည်းအပြိုင်ဆိုင်တွေတွေ့ပြီးတော့ကိုယ့်ဘက်ကအားရော့တတ်တယ်။ထင်သလောက်အမျက်ဆုံးမရှိတာအကျိုးမရှိတာမျိုးတွေဖြစ်တတ်တယ်။လောက်ကန်ကြံစီတာတွေအနောက်ရက်ကြောင့်ပြက်စီးတတ်တဲ့တပတ်တာလည်းပဲဖြစ်တယ်။ ကန်ညက်နဲ့တပတ်တာထဲမှာပါဝင်တယ်အဲ့တော့လုတ်သွားချောင်းမယ်အင်တာဗျူးပြင်မယ်အရေးကြီးတဲ့ကိစ္စတွေစီမံဆောင်ရမယ်ဆိုင်ကနာရုံးငန်းတွေဖွင့်မယ်ဆိုတော့ဒီတပတ်တာမှာခိတ္တတိကံမှာမလုတ်တာပူကောင်းပါတယ်နော်ခိတ္တရက်ဆိုင်လိုက်တာပူကောင်းပါတယ်ကျွန်တော်ရေရောင်အထူးဦးစားပေးလေးလေးနက်နက်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ရေရောင်အနေနဲ့ဘာလုပ်မလဲဆိုရင်တော့အဲ့ရပြောင်းလိုက်ပါကိုယ်မှရှိတဲ့အဝတ်အစားအဟောင်းစုတ်တစုံကိုစွန့်ပစ်တာရေမျောတာမျိုးလုပ်လို့ရပါတယ်ရေရောင်အသေးချာလေးလုပ်စီခြင်းပါတယ်ဒီတပတ်တော့ကံကောင်းလက်ရှင်ကနေကတော့ခုနှစ်ကနေ အကျိုးပေးတဲ့အရာကတော့နတ်ပြရောင်ဖြစ်ပါတယ်ကြာသာပရိသတ်မိတ်ဆွေများအတွက်ပါ